ယူနိုက်တက်နေပြရာတို့ကအင်မတန်မှန်မောနေတဲ့စာပေကအာမော်ရင်ထက်ပေါ်အလုပ်ဖြစ်မလားဘရန်ဒမန်အောင်မိနာများဝီလူချောင်းအိုင်ဘတ်ခွန်ရှေကိုစပေါ့အေရီယာကနေအားလုံးကိုပြန်လည်ဂျိုလိုက်ပါရင်စာပေကတော့ United ပြိတက်ပြီပြီ United အသင်းကိုနေပြချင်နေပါရင်သူအနေနဲ့ United ဘက်ကသာဂလန်ခဲ့ရင်ချက်ချင်းလက်ခံသွားဖို့အထီးကိုအစင်းသိဖြစ်နေတာပါ United ဘက်ကလိုချင်ချက်ချင်း ပြောင်းလာလို့ရအောင် sorry bro league club တွေရဲ့ calendar move ကိုလည်းဇာဘီကညှင်းဆန်ထားတာဖြစ်ပါတယ်။ကစားမတွေနဲ့မကောင်းနီးပြတွေထဲမှာလည်း United မှာ United ဖြစ်နေတဲ့သူတွေရှိတယ်လို့ဆိုရမှာပါ။ United ကလည်းရှိမှာနီးပြအပြောင်းလဲဖြစ်နိုင်ခြင်းရှိတဲ့အသင်းလည်းဖြစ်ပါတယ်။အသင်းကရလဲ့ imminent ဆုံးနေပြီ Premier League မှာအဆင့်ဆက်လေးထိရောက်နေတာပါ။ချန်ကန်နေတဲ့ United တို့ဒီထက်သာအခြေအနေထက်ဆိုရင်တန်းမှာဆင်းသွားရနိုင်ခြင်းရှိနေတာဖြစ်ပါတယ်။ အသင်းရဲ့အနေအထားကအရင်လောချန်ပီယံဆူပလာတွေစိန်ခေါ်နိုင်ဖို့နေနေတာတော့ဥရောပဝင်ဝင်ရဖို့တော့မှစိတ်ကူးရင်ခွင့်မရှိနေတာဖြစ်ပါရင်ဒီရတဲ့အားလုံးရဲ့အဓိကပြဿနာကတော့အမ်မိုရင်းရဲ့ကစားကွက်မှာ United ကစားသမားတွေအမ်ဝင်လို့ပဲဖြစ်ပါရင်အမ်မိုရင်းလက်ထက်မှာ United Premier League နှစ်ပွဲဆက်နိုင်နေဆိုတာမကြားဘူးတလားပါပဲဘယ်တော့မှကိုနှစ်ပွဲဆက်မနိုင်တာပါဒါ United အသင်းလို့အစင်းတိုင်းမျိုးမှာလုံးဝမဖြစ်သင့်ပါဘူး United ကတော့ဒီခြေစွမ်းနေတာဆိုရင် Championship စိန်ကန်ရင်တော့မှတော်ရုံနဲ့ပြန်တန်းတက်လာမနိုင်တဲ့အပြင်လီဝမ်ထိပါမှာတန်းဆင်းသွားနိုင်မလားမဆိုနိုင်ပါဘူး DSN နဲ့ DSN အသေးအံဂဲမမီကြံနေခဲ့တဲ့ United ကဟာတာတွေမကပဲစက်ကတ် အဖွဲ့အစည်းကိုဖြစ်နေပါပြီ။ United ဟာဒီဟာဒီမှာရာသီအစားကလေးကနယူးယောက်ဝဲဆွဲလဲရတခိုးတောင်ဖြစ်နေတဲ့အသင်းဖြစ်ပြီးနီးပြားကလည်းချာတာတာကစားသမားကလည်းပုံမလောင်ဒန်ယာဝီပတ်နောက်ပိုးကလည်း တန်းတဲ့တိုင်နေမကရှိသမျှအကုန်ဖတ်နေတာဖြစ်ပါရင်တိုက်စစ်ကလည်းတိုက်စစ်မလို့ဂုံမသွင်းတဲ့ခန်းစစ်ကလည်းခန်းစစ်မလို့ခန်းစစ်မကစားတဲ့ဂုံသမားကလည်းဂုံဖန်တဲ့အကုန်လုံးတောက်လွဲတွေဖြစ်နေတာဖြစ်ပါရင်ဒီလိုတဲ့ပြည်သက်တွေအတွက်ကတော့ MRI ရဲ့ကစားကွက်အကြီးကိုကြည့်နေရတာကဝိနာကန်နာယာတီလို့ဆိုရမှာဖြစ်ပါရင်မိုင်ဝဲဝဲကြည့်တိုင်းလောင်မြရလုံးလုံးနောက်ပွဲမှာလောင်တော်မလောင်နိုင်တော့ပဲဒီအသင်းကဟာတာဟိဟာတာဆိုပြီးပွဲတိုင်းပြောနေရတာပဲဖြစ်ပါရင် ။နာမည်ကျော်သတင်းတော်ဖေဆီယိုရိုမာနိုကတော့ဘာစနာလီးပြဟောင်းဇာဘီဟာယူနိုက်တက်ကိုကင်တွယ်ဖို့ရစိတ်ဝင်စားနေတယ်လို့ဖော်ပြလာခဲ့ပါတယ်။သူကဇာဘီဟာလည်းရှေ့မှာပရီးမီးယားလိရဲ့ကစားဟန်ကိုလေ့လာနေပြီးစောင့်ကြည့်ရရှိပါတယ်။ဥရောပဝင်ခွင့်မရှိတာတော့ပါ။ယူနိုက်တက်အသင်းဘက်ကကမ်းလှမ်းလာခဲ့ရင်သူချက်ချင်းလက်ခံသွားဖို့ရှိနေပါတယ်။သူပရီးမီးယားလိဂ်စီချင်းလာနေတာပါလို့ပြောသွားခဲ့ပါတယ်။ဇာမီယာစပိန်ပြည်မအသင်းတွေမှာမန်ယူနိုက်တက်ကိုအားပေးတယ်လို့သိရပါတယ်။၂၀၁၆ခုနှစ်က ESPN နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဇာမီကယူနိုက်တက်ဟာအင်္ဂလမာသူအကြိုက်ဆုံးကလပ်လို့ဆိုခဲ့တာပါ။သူကကျွန်တော်ကိုမန်ယူနိုက်တက်လာကစားဖို့ခေါ်တော့ကျွန်တော်အများကြီးစဉ်းစားလိုက်ရပါတယ်။ ကျွန်တော်ဟာ English ဘောလုံးလောကကိုသဘောကျပြီး Manchester United ကိုကျွန်တော်အားပေးတဲ့အသင်းဖြစ်သတ်မှတ်ထားသူပါလို့ဆိုခဲ့မှုလားဖြစ်ပါရင်လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတဲ့စာပေကိုခေါ်ယူဖို့ကြိုးစားနေကြတာတွေက Saudi Arabia Club and ETF ဖြစ်ပါရင် အဲအီတီဟက်အတင်အားမကြသေးခင်ကမှနီးပြလာရင်ပရန့်ကိုယာရုကနေထုတ်ပယ်ထားခဲ့ပြီးဇာဘီနဲ့အစားထိုးခြင်းတွေရပါဒါပေမဲ့ပရီးမီးယားလိကိုလာရောက်ချင်နေတဲ့ဇာဘီကတော့အန်အီတီဟက်ရဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်ထားပါတယ်ဇာဘီမမျော်လင့်ဘဲနဲ့ယူနိုက်တက်အနီးပြားဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုကလောက်ပါမယ်နောက်နေ့ပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောနေနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ